ဟုတ်ကဲ့ပါနောက်ထပ်မေးခွန်းတစ်ခုကတော့ကျွန်တော်တို့ပန်းရောင်ကဘယ်တော့ရရမလဲဘယ်လိုရရမလဲပေါ့နော်ကိုပိုင်တထေးနဲ့ဝပ်ပါမင်းလှုပ်ထားတဲ့သူတွေပြီးရင်တထေးအငှားပွဲစားနဲ့ဒီဝပ်ပါမင်းဘတ်တွေရိုက်ထားတဲ့သူတွေပေါ့နော်ပန်းရောင်ကရိုက်ဖို့အတွက်ကိုနော်တချို့အခုချိန်ဒီပန်းရောင်ကမရရသေးတဲ့သူတွေနော်ပန်းရောင်ကရိုက်ဖို့အတွက်ကနံပါတ်1တထေးရှိရမှာဖြစ်ပါတယ်တထေးအငှားနဲ့လည်းရိုက်လို့ရတယ်ကိုပိုင်တထေးရှိတဲ့သူနဲ့လည်းရိုက်လို့ရတယ်နော် အဓိကလိုအပ်တာဒီတထေးရဲ့နော် Asian ID ပေါ့နော်တထေးရဲ့အိမ်အောင်စုမပုံတင်အိမ်လိပ်စာနော်ပြီးွားလို့ရှိရင်မိမိတို့ကိုဝတ်ပါမယ်ရှောက်တင်ခဲ့စဉ်တုန်းကနော်တထေးကဘာလုပ်ငန်းပိုင်ရှင်လဲနော်လုပ်ငန်းသူတို့ရဲ့ဒီအလုပ်မပုံတင်နေပေါ့နော်ကုမ္ပဏီဆိုလဲကုမ္ပဏီလိုင်စင်စတဲ့စာရွက်စာတမ်းတွေတထေးစာရွက်စာတမ်းတွေလိုမယ်ပြီးရင်မိမိတို့ရဲ့ passport စာအုပ်လိုမယ် passport မရှိသေးဘဲနဲ့လည်းရိုက်လို့ရတယ် နော်တကယ်လို့ passport ရတဲ့အခါကျလို့ရှိရင်တော့အဲ့ဒီပန်းရောက်ကဲရုံးမှသွားပြီးတော့တခါ update လုပ်ပေးရမှာပေါ့နော် passport number နဲ့ passport ကုန်ဆုံးရဲ့ date တွေ passport number တွေသွားပြီးတော့ထည့်ပေးရမှာဖြစ်တယ်အဲ့တော့ပန်းရောက်ကဲရိုက်မဲ့သူတွေမိမိတို့ဒီဘတ်လုတဲ့သူတွေအားလုံးကပကံစာရွက်ပေါ့နော်ပကံကျမ်းမာရေးအာမခံနေနဲ့တော်တော်များများက6လပဲဝယ်ထားပေးတာဖြစ်တယ် ်6လပဲဝယ်ထားပေးတာဖြစ်တဲ့အတွက်6လတက်တန်းမကုန်ခင်မှာမိမိတို့အနေနဲ့ပန်းရောက်ကဲရိုက်ပါလို့အကြံပေးရှင်ပါတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကပန်းရောက်ကွက်ကိုအေးအေးဆေးဆေးမှရိုက်မယ်ဆိုလို့ရှိရင်လည်းရတယ်ရိုက်လို့ရတယ်ဒါပေမဲ့ပကံက6လပဲရှိတာဖြစ်တဲ့အတွက်ပကံကျမကြီးအာမခံကုန်သွားပြီဆိုလို့ရှိရင်ဒီပန်းရောက်ကွက်သွားရိုက်တဲ့အခါမှာတို့က ပကံမပါလို့ဆိုပြီးတော့တခါပကံထပ်ပြီးတော့လှုပ်ခိုင်းတယ်အဲ့ဒါဆိုရင်တခါပကံဘိုးထပ်ကုန်မယ်เนาะပြီးလို့ရှင်နောက်ပိုင်းကြလေပိုင်းအောင်ကရရတာနည်းနည်းခက်ခဲလေပဲပေါ့เนาะကုန်ကြစည်းတွေလည်းပုံများလေပဲဖြစ်လိမ့်မယ်အဲ့ဒါကြောင့်မလို့အခုချိန်တည်းကမိမိတို့ပကံတက်တန်းရှိနေတော့မှအခွင့်ရေးကိုတုံးပေါ့เนาะမန်နူးမတ်ပေါ်တော့90ဝတ်ပါမင်းငွေရှိပြည်စာရပြီဆိုလို့ရှင်တတိယစာဆန်းဆောင်လို့ရှင်ပိုင်းအောင်ကထုတ်ထားလို့ရပါပြီအဲ့ဒါလေးလာပြောပြချင်တာဖြစ်ပါတယ်เนาะ